ကျွန်တော်လောင်မဲ့နေ့ပေါ့1389မြန်မာနေ့1389အတွက်ကျွန်တော်အခု9ရက်တောင်ပြီးတင်းစာဟောကင်းလေးတွေစတွက်နေတော့ဟိုတွက်ပြီးကျွန်တော်ဟောစတန်းရေးပေးမှာပေါ့အဲ့ဒီမရေးပေးခင်လောစဲတီးတင်းတဲ့ဟာလေးတွေချက်ပြောမှာပြောမှာအဓိကကျမ်းမာရေးပြလူတယောက်မှာကျမ်းမာရေးတိတ်တိကကြတယ်ကျွန်တော်ကိုယ်တိုင်လည်းကျမ်းမာရေးတစ်နှစ်လောက်တရှောင်ရှောင်ဖြစ်နေတာဖြစ်တဲ့အတွက်ကျမ်းမာရေးကိုစိတ်ပူတယ်ပေါ့နော်စိတ်ပူတယ်ကျွန်တော်ကိုယ်တိုင်ကိုကျမ်းမာရေးကိုကြည့်တယ်ကျွန်တော်အလုံးမလုံးနိုင်မင်းနဲ့အချို့ရက်တွေမှာအရန်ပင်မန်းတာတွေ ်ခေါင်းရံကြိုက်တာတွေနော်နှစ်ရက်သုံးရက်လောက်ခေါင်းကြိုက်နေတာမျိုးတွေအလုံးမလုံးနိုင်ပဲဝိဖြစ်နေတာမျိုးတွေအခြားအခြားနော်ဟို personal နဲ့နဲ့ဆန်တဲ့အချို့နေရာတွေမှာအခြားလူတွေတို့ကအစိတ်နှောက်ရှက်ဖြစ်မဲ့ယောဂါတွေလည်းကျွန်တော်အများကြီးဖြစ်တယ်ဗောနော်အများကြီးဖြစ်တယ်အဲ့ကျောင်းမိုင်းနဲ့ပတ်သက်ဒီတနေ့လုံးကျွန်တော်မကောင်းအလုပ်တွေမလုပ်နိုင်ဘူး messenger မှာစာတွေကိုကျွန်တော်အကုန်မပြန်နိုင်ဘူးချို့လူတွေစိတ်ပြက်သွားတာတွေအများကြီးကြုံရတယ်အဲ့တော့ကျောင်းမိုင်းနဲ့ပတ်သက်ရင်တိတ်ရေးကြည့်တယ်လူကကျောင်းမိုင်း ခြေနေမကောင်းစီးပွားရေးလည်းခြေနေမကောင်းလူမှုရေးလည်းခြေနေမကောင်းပညာရေးလည်းခြေနေမကောင်းဘူးငွေကြေးလည်းခြေနေမကောင်းဘူးကျမကြီးရော့တာနဲ့အကြံအကုံရက်တာပဲနော်အဲ့တော့လာမဲ့1380ခွန်1380ခွန်ဆိုတာဒီတကြံကြော်ပြီးအတက်နေကြော်ပြီးနှစ်ဆန်တရက်တရက်စပြီး1380ခွန်ပြောင်းတာ1380ခွန်ပြောင်းတာဒါဆို1380ခွန်ဆိုတာကမြန်မာနှစ်ကူး မလို့တော့ဘူးကံကအခုစပြီးတော့ဟိုတပေါင်းတကူးဆိုစတက်ရောက်တော့မှာတက်ရောက်နေပြီလို့တော့ပြောလို့ရတယ်အဲ့တော့လာမဲ့တကြံကစလို့တနစ်စာနေနံနေအလိုက်ကျမကြီးတွေတစ်ချက်ပြောပြခြင်းလားအဲ့တော့1389နဲ့ရောက်လာပြီဆိုတင်းကလေးသားသမီးတွေအနေနဲ့ကျမကြီးအရင်စူးစူးဝါမရှိဘူးဗျစူးစူးဝါဝါတော့ကျမကြီးညံ့နေတာမရှိဘူးပေါ့ပါပါယောဂါလေးတွေဖြစ်မယ်ဖြစ်နေကြယောဂါလေးတွေကိုယ်ဝင်လဲဖိဖိနဲ့တတ်တာဝင်ရမယ် ကျမကြီးနဲ့ပတ်သက်ပြီးအရင်နှစ်ကဆိုးဝင်နေတဲ့ကျမကြီးအញ្ញံအဆိုးလေးတွေညော့သွားမယ်ယောဂရှာဖွေလို့ကောင်းတယ်ယောဂရှာဖွေလို့ကောင်းတယ်ဆိုတော့ယောဂတွေ့ပြီးအနာနဲ့ဆေးတွေ့ပြီးကုသလို့ကောင်းတာဒါကြောင့်ပဲဆေးရုံဆေးခန်းသွားမယ်လိုအပ်တဲ့ဟာလေးတွေစစ်ဆေးတာမျိုးတွေမက်ဒီကယ်ချက်ကလောက်တာမျိုးတွေလုပ်ပြီးတော့ဆေးစားဆေးတောက်လုပ်မယ်ဆိုရင်ကျမကြီးနဲ့ပတ်သက်ပြီးပိုပြီးအားရစရာအနေအထားမျိုးဖြစ်တာဖြစ်တဲ့အတွက်ကျမကြီးနဲ့ပတ်သက်ရင်တော့ဒါရှင်းရှင်းပြောရအောင်အញ្ញံကြီးညံ့နေတာမျိုးတော့တင်းလွေသားမိတွေမှာမရှိဘူးဆိုတာတွေ့ရတယ်အမဘာထက်တွေ့ရလဲဆိုတော့သူတင်းငွေသားမိနေနေနည်းနည်းလေး ပျော်စရာလေးတွေဦးစားပေးရင်ပိုပြီးကျန်းမာတယ်လို့ပြောတယ်။ဒါကြောင့်ပျော်ပွဲစားထွက်ပေးတာမျိုးစိတ်ချမ်းသာနေတာမျိုးပေါ့ပေါ့ပါလေးနေတာမျိုးအရန်ကြီးတာဝင်နေအရန်ကြီးဝင်နေမိသားစုကိစ္စတွေအရန်ပခုံးပေါ်တင်ထားတဲ့လူတွေအတွက်တော့စိတ်ထောင်းကိုကြေဆိုသလိုကျန်းမာရေးညံ့နိုင်တယ်။ဒါကြောင့်တင်းလူသားမိတွေကပျော်ပျော်နေပါစိတ်ညစ်စရာတွေကိုလည်းအပျော်နဲ့ကူပြောင်းပြီးစဉ်းစားပါ။အော်ဒီစိတ်ညစ်စရာဘာမှမဟုတ်ဘူးဟိုလူတွေနဲ့ရှင်လိုက်ရင်ငါစိတ်ညစ်စရာငါဒုက္ခငါတောကဆိုတော့ဘာမှမဟုတ်သေးဘူး။ ဟာဒီလောက်ဒုက္ခရောက်တာတော်သေးတယ်ဟိုလူတွေဆိုဒီထက်ဆိုးသွားတာအဲဒီလိုမျိုးလေးကိုဖြည့်သွေးပါဒါဆိုတင်းကလေးသားမီးတွေကအကြမ်းမကြီးမညံ့ဘူးဒါကြောင့်ပျော်ပျော်နေစိတ်ချမ်းသာအောင်နေတောကတွေကိုဖြည့်သိမ့်နိုင်အောင်ကြိုးစားပါတနေ့လားတဲလားသားမီးတွေအနေနဲ့အကြမ်းမကြီးအညံ့အဆိုး1380ခုမှမရှိပါဘူးနဲပါတယ်အကြမ်းမကြီးနဲ့ပတ်သက်ပြီးအရန်ကြီးဆိုးနေတာမျိုးမရှိဘူးတခုပဲအရက်သေးစာတော့မတဲ့ဘူး အရက်တောက်တတ်တဲ့အရက်ကိုအမြဲတစေတောက်နေတဲ့ပွဲရှင်ရပုံမူပြီးတော့လူမှန်းတူမှန်းမသိအောင်တောက်တတ်တဲ့တင်းလာသားမီးတွေလေဖြတ်တတ်တယ်။သွေးဆောက်တတ်ပြီးအာယုံကြောမှာသွေးခဲတာတွေအလွန်ဖြစ်လိမ့်မယ်။တာမန်နေရကောင်းကျမကြီးလိုက်စားမယ်နေတန်စားသားမှုမှန်မယ်နော်ကျမကိုနေနေတဲ့တင်းလာသားသမီးတွေမညံ့ဘူး။နော်အသက်ကြီးလို့88ဆံမို့လို့အရွယ်လုံလို့တော့သူနားမဲ့အရွယ်အိုအားမဲ့အရွယ်နော်ဒီအရွယ်မို့လို့နားတာကိုမပြောဘူးနော တာမန်အားဖြင့်ဆိုရင်ကျမ်းမာရေးတဲလာသားမိတွေကအရန်ကြီးစိုးမနေဘူး1989ခုမှာကောင်းတယ်လို့တောင်ပြောလို့ရတယ်။ကောင်းတယ်လို့တောင်ပြောလို့ရတယ်။ဒါတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတဲလာတွေကအရန်ကြီးစိတ်ဘူးစိတ်ရောရမယ်ဟာမဟုတ်ဘူးစိတ်ညစ်ရမယ်ဟာမျိုးတော့မရှိဘူး။ဒါမှကိုကိုတိုင်းအရက်သေးတာတောက်စားမယ်လေဖြတ်နိုင်တဲ့တက်စာတွေစားမယ်ဆိုရင်တတိထားပါအဲ့ဒီရရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့တော့အင်္ဂါအင်္ဂါတိုင်းမြေကျွန်တော်လည်းအင်္ဂါပဲထောင်တော့86ကတိတ်ပြီးတော့ကျမကြီးညံ့တာပဲ 89မှာကောင်းပြီလားကျွန်တော်ကိုကျွန်တော်ပြန်ကြည့်တယ်89လည်းမကောင်းသေးဘူးတဲ့အညံ့ကအချိန်ပါနေတော့အဲ့တော့ကျွန်တော်တို့ဒီနှစ်ကလည်းအရင်ကြီးမျောလင်းချက်မရှိဘူးဟောအင်္ဂါသားမီးတွေအတွက်ကျန်တဲ့အင်္ဂါသားမီးတွေလည်းပါတာပေါ့ဗျာအမှားနဲ့ဖွားစားတာပါညံ့နေတယ်ရောက်တဲ့အတပိုင်းချားတွေပါညံ့နေတယ်လူကတော့ပုံညံ့တာပေါ့ဒါပေမဲ့မနေ့ကလောက်တော့အရင်ကြီးမဆိုးတော့နည်းနည်းညော့သွားတယ်မနေ့က85 80ကျကနှုန်းလောက်အင်္ဂါသားမီးတွေကကျမကြီးညံ့ကြတယ်ဒီနှစ်မှာတော့40ကျကနှုန်းလောက်ပဲညံ့တော့တယ် မဆိုးဘူးပေါ့မနေ့ကလောက်တော့မဆိုးတော့ဘူးဒီနေ့ကဒါပေမဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့တရားခိုင်တော့ကောင်းတယ်လို့ပြောလို့မရဘူးဒါကြောင့်အင်္ဂါသားမိတွေကကျမကြီးဆက်လက်ဆက်လက်ညံဖွင်းပွဲရာရှိနေဒုံးမဲလို့ပရမဥစွာပြောခြင်းပါတယ်မပေါ့နဲ့ကျမကြီးလိုက်စားပါအဲလိုက်စားပါလေ့ကျင့်ခန်းတွေလုပ်ပါအေးရပြမခံပါနဲ့နော်ဒါလေးတွေကျွန်တော်ပြောလို့ပါတယ်ငါတော့ပြီးတော့ကျွန်တော်တို့သွားသွားဗုဒ္ဓဘုရားသမီးတွေအဲ့တော့ဗုဒ္ဓဘုရားသမီးတွေအနေနဲ့ ဒီနှစ်မှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအကုန်လုံးချွတ်ချော်ပါတယ်။ Yahoo မပါဘူးနော်။ Yahoo ကနည်းနည်းတက်တာတော့ Yahoo ထက်မပြောဘုဒ္ဓဖူးနဲ့ Yahoo မှာ Yahoo ကနည်းနည်းကျမ်းမာကြီးကောင်းတယ်။ဘုဒ္ဓဖူးကမကောင်းဘူးလို့ဆိုလိုတာ။အဲ့တော့ဘုဒ္ဓဖူးသားမီးတွေအနေနဲ့ကျမ်းမာကြီးဂျိုရုတ်ရော့နေတယ်။ကျမ်းမာကြီးနဲ့ပတ်သက်တဲ့ဂျိုတွေမကောင်းဘူးလို့ပြောတာ။နော်။ရုပ်ပိုင်းဆိုင်ရာအားနည်းတယ်ဆိုတော့ပင်မန်းနာမျိုးနည်းနည်းလေးပို့ပြီးတော့ လှုပ်ချာချာလှုပ်ရင်မောလာတာမျိုးခန္ဓာကိုယ် physical အားဖြင့်ဝါလာတာမျိုးပိန်သွားတာမျိုးရုပ်ပိုင်းဆိုင်ရာပါအားနည်းလာတယ်အရင်ကြီးအရင်အားလုံးပင်မမခံနိုင်တော့တာမျိုးအရင်တော့ဒါလေးထမ်းလိုက်ပြီးပြုတ်လိုက်ဘာမှမဖြစ်အခုနည်းနည်းလေးထမ်းလိုက်တာနဲ့မောတာမျိုးလမ်းလေးဝိုးဝေးလေးလျှောက်လိုက်တာခဏလေးပြေးလိုက်တာနဲ့ခန္ဓာကိုယ်ကနည်းနည်းလေးဟိုက်လာတာမျိုးဒီလိုမျိုးဖြစ်တတ်တယ်လို့ပြောတာစိတ်ပိုင်းဆိုင်ရာတော့နည်းနည်းလေးဟိုအခြားကံတွေပါညံ့တာဖြစ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာပါနည်းနည်းလေးအားနည်းတယ်စိတ်ညစ်စရာတွေရှိတော့ကျမကြီးပါရုတ်ရော်လာတယ်။ဒါကြောင့်ဗုဒ္ဓဘုရားမိတွေနဲ့ကျမကြီး အားနည်းချက်1389မှာရှေ့ကိုရှိနေသေးတယ်။ဂျာတာပရိသားမီးတွေဂျာရီသားမီးတွေတော့ကျောင်းမကြီးနဲ့ပတ်သက်ရင်အထူးသဖြင့်ကျွန်တော်တို့သိထားရမယ့်ကိစ္စကဘာလဲဆိုတော့ကျောင်းမကြီးကဒီနှစ်မှာအရင်ကြီးမကောင်းသေးဘူးဗျာဂျာရီသားမီးတွေကနော်ယာဟုဂျို အားမကောင်းဘူးအားနည်းချက်ရှိတယ်အဲ့တော့ကိုယ့်ရဲ့အသက်တက်ဂျိုရုပ်ရော့တယ်အသက်တက်ဂျိုရုပ်ရော့တယ်ဆိုတာဘာလဲဆိုတော့ဒီတိုင်းကြီးကျောင်းမကြီးသွားညံ့နေတာမျိုးမဟုတ်ဘူး နော်ကျမကြီးနဲ့ပတ်သက်ပြီးဒီတိုင်းသွားဆိုင်ဆိုးနေတာမဟုတ်ဘူးမဖြစ်ရင်မဖြစ်ဘူးဖြစ်ရင်ကျမကြီးကြာတာမျိုးယောဂဖြစ်လို့ဆေးကုရင်လည်းချက်ချင်းမတက်တာတာမျိုးနည်းနည်းကြာတယ်ပေါ့ဗျာယောဂဖြစ်နေတာကြာတယ်ကုရင်ချက်ချင်းမပြောက်ဘူးခဏပြောက်လဲပြန်ပေါ်လာလဲအကင်းမသေးဘူးဒီလိုမျိုးတွေဖြစ်တတ်တာကြာပြီးသားမိတွေကနော်တောက်ကြသားမိတွေ ကျမကြီးကောင်းပါတယ်ကျမကြီးစိတ်ပူရာအရင်ကြီးမရှိဘူးကျမကြီးနဲ့ပတ်သက်ပြီးအရင်ကြီးဟိုစိတ်ညစ်စရာအရင်ကြီးမရှိဘူးကျမကြီးနဲ့ပတ်သက်ပြီးအားကောင်းတယ်တခုပဲအရင်ကြီးခရီးသွားလုံးတဲ့လူတွေတတိထားပါရေပြောင်းမြေပြောင်းကြောင့်ကျမကြီးညံ့တာမျိုးယာစီဥသူမတူတဲ့အတွက်ကျမကြီးညံ့တာမျိုးအချို့နေရာတွေမှာဖြစ်တဲ့ငှက်ဖျားယောဂါတော့ဘာညာဒီသားမှာဖြစ်တဲ့ယောဂါတွေကူးလာတာမျိုးအဲ့တော့ခရီးအရန်သွားရတဲ့တောက်ကြသားမိတွေကတော့ကျမကြီးနည်းနည်းဂယူဆိုင်ကမယ်เนาะအများနဲ့ကားနဲ့သွားနေရတဲ့လူမျိုးတွေเนาะကုံသေးတွေ ခီးသွားပြီးတော့အလုပ်လုပ်ရတဲ့အလိုလူမျိုးတွေဟိုဘက်ဒီဘက်ရုံးကိစ္စနဲ့အမြဲတမ်းခီးထွက်နေရတဲ့သူမျိုးတွေကျမကြီးပိုကူးဆိုင်ပါကြံတဲ့လူကတော့အရင်ကြီးပူစရာမလိုအရင်ကြီးဆုံးနေတာမျိုးမရှိဘူးတခုတော့ရှိတယ်မတော်ဆထိခိုက်မှုကျမကြီးမဟုတ်ဘူးနော်မတော်ဆထိခိုက်လို့ကျမကြီးညံတာအဲ့တော့ accident တို့ကားပြိုင်မောင်းတာတို့ဆက်တွေပြိုင်မောင်းမနာတို့ဆက်ရန်ရရရင်လည်းလုံနေရတဲ့ဆောက်လို့ရလုပ်ငန်းကွန်ရလူမျိုးတွေတို့နော်ဆက်ပစ္စည်းတွေနဲ့လုံနေရတဲ့နိုင်ငံခြားမှာလုံနေကြတဲ့ကျွန်တော်မြန်မာနိုင်ငံသားကြီးနော်ဆက်တွေရန်ရရရင်လည်းနိုင်ငံခြားမှာလုံရတဲ့လူမျိုးဆက်တွေလက်ညက်တာတို့ နော်တတိလက်လွတ်နမောနမဲဖြစ်တတ်တဲ့နှိမ့်ဖြစ်တဲ့အတွက်မတော်ဆဖြစ်တဲ့ကားဒီမှာဆိုလဲမိတ်ပြီးတော့ဘရိတ်နဲ့လီဗာမှားနေလိုက်တာမျိုးစက်တင်မှာဆိုလဲတိုင်ပင်ရိုက်ပြီးဒီမှာဆက်ပြန်ကြတော့မဲ့အချိန်မှာလက်ပြန်မနှုတ်မိလိုက်တာမျိုးယောဂါမဟုတ်ဘူးနော်အက်ဆီဒန့်ဒါတွေကိုတောက်ကြသားမီဒီယာဂရုစိုက်ဖို့လိုပါတယ်စနေသားမီဒီယာဒီနှစ်မှာအရင်ကြီးစိုးနေတဲ့ကျမ်းမာရေးအနေထားမျိုးမတွေ့ရအောင်ဒါမဲ့ငံလုံးနဲ့အစားအသောက်ဆက်လုံးနဲ့အစားအသောက်တွေကိုတတ်နိုင်လောက်ရှောင်ပါတဲ့ တတ်နိုင်လောက်ပင်လဲစားတွေအရင်မစားပါနဲ့စနေသားမိတွေဒီနေ့မှာနော်ဟော့ပေါ့တွေပါတယ်အရင်ကြိုက်တဲ့စနေသားမိတွေချင်းနေမကောင်းပါဘူးအဲ့ဒါကြီးစားရင်ကျမရင်ညံပါတယ်ပင်လဲစားတွေအရင်မစားပါနဲ့ဆက်လုံးနဲ့ငံလုံးနဲ့အရင်တွေအရင်မစားပါနဲ့အဲ့တော့အရက်ပြင်းတွေအရင်မတောက်ပါနဲ့နော်အရက်ဆိုရင်တကယ်ကိုအကောင်းသားအရက်တောက်တာတော့အရက်ပြင်းလုံးတဲ့အရက်တွေမတောက်ပါနဲ့ကိုတောက်မဲ့ဘီယာပါညာဘူးဆိုတော့အကိုဟောများတဲ့ဘီယာတွေမတောက်ပါနဲ့နော်တော့မကောင်းတဲ့ဘက်ကိုရွေ့သွားမှာမို့လို့နော် အဲ့ဒါလေးတွေတရိပ်ထားပေးပါစနေသားမီဒီယာပုံမှန်အားဖြင့်တော့ကျမကြီးရိုင်းမစိုးနေဘူးအဲ့ဒါလေးတွေတော့တရိပ်ထားဖို့လိုပါတယ်နော်ဒါတော့ခဏနေသားမီဒီအတွက်ကျမကြီးကျွန်တော်ဒီမှာရေးနေရင်အကြမ်းမြင်ပြောပြတာဖြစ်ပါတယ်နောက်ဆိုရင်တော့1080ခုမှာဘယ်သူတွေကျမကြီးညံမှာဘယ်သူတွေကောင်းမှာဘယ်သူတွေဘလို့နေရမှာဆိုတာအကြမ်းမြင်သိသွားတော့ပြီထက်ပါတယ်ခဏနေသားမီဒီအားလုံးနေကောင်းကျမပါပြီကျမကြီးကောင်းတာနဲ့အမျှအခြားစီးပွားရေးလူမှုရေးပညာရေးငွေကြေးတွေလည်းအဆင်ပြေနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ